ကတရားတွေမြင်တဲ့အခါမှာယောဂီတို့မမြင်တဲ့ပုဂ္ဂိုလ်တွေကမိမိတို့နေရတေတာပင်ကြတယ်။လှူဒန်းမွေရတကိုးကြီးတဲ့ပစ္စည်းတွေလှူဒန်းကြတယ်။ဒါထူးထူးဆန်းဆန်းပေါ့။အဲ့တော့ဆိုလိုတာကတော့ယောဂီတို့ဒီမမြင်တဲ့ပုဂ္ဂိုလ်တွေဆိုတာတရားကျင့်ရင်တွေ့လာတယ်မြင်လာတယ်။နားလည်ပြီနော်။ယောဂီတို့ကတရားမကျင့် သေးတော့ဒီမမြတ်တဲ့ပုံကိုယ်တွေမတွေ့ရခြင်းဒါလို့မဟုတ်လားဟုတ်လားယောဂီတွေနားလည်ပြီနော်ခုတွေ့ရပြီလားမတွေ့ရဘူးတရားမကျင့်ရတော့ဘလို့လို့တွေ့မလဲဘလို့လို့မြင်မလဲနားလည်ပြီနော်တခိုက်တမိုက်တွေသဘောပေါက်လားမသိဘူးကဲခင်ဗျားတို့တန်လျာရှိတယ်ဆိုလဲမာမြင်တော့လိုက်ခဲ့ကြပြမယ်ဟုတ်လားမာမြင်တော့လိုက်လာတယ်ပြမယ်ဟိုတလောက ဟိုတန်ခါတော့အကြီးကဲတွေတချို့လာကြတယ်သူတို့မယုံကြဘူးမယုံတော့ပြတော့အသူတို့ကိုယ်တိုင်ယုံကြည်သွားကြတယ်အဲ့ဒါဝတ္ထုတွေလည်းလှူသွားကြတယ်ဖခင်ဝတ္ထုတွေပါရသွားတယ်အစင်ပြေတယ်ဒါလည်းပြတော့ရောက်တော့အဲ့လိုပြေသွားတယ်အဲ့တော့တရားကျင့်လို့မြင့်လာပြီဆိုရင်ဒီပုဂ္ဂိုလ်တွေကအလိုလိုရောက်လာတယ်အလိုလိုဆက်တွေ့တယ် ဲ့တော့ယောဂီတွေကကြင်ကြည်အာထုတ်ကြည်နားလည်ပြီနော်အဲ့လိုကြင်ကြည်အာထုတ်ကြည်တဲ့ခါမှာဩမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေဟာဣတိမလွယ်မှန်ပါလားဆိုတာလက်ခံတယ်နားလည်ပြီနော်ယောဂီမောင်းရင်တော့ယောဂီတို့ယုံမှန်တန်တဲ့စိတ်တွေဖြစ်နေလေဦးမယ်ဒီလိုမဟုတ်လားသဘောမဟုတ်လားမသိဘူးနတ်ပြည်6တပ်မြမပြည်20ရှိတယ်လို့မြတ်စွာဘုရားဟောထားတယ် ဒီနတ်သားနတ်သမီးကလည်းတခါမှမတွေ့ဘူးဗြမာဆိုတာလည်းတခါမှမမြင်ဘူးဒလွမုတ်လားယောဂီတို့မှန်ပါဗျာသူများအယုတ်လေးဆွဲပြထားတာကြည်ရတာလေဒါပဲမဟုတ်လားယောဂီတို့ရဲ့ဒါဆိုတရားကျင့်တော့ကိုကိုယ်တိုင်တွေးလာလိမ့်မယ်မြင်လာလိမ့်မယ်ဟုတ်လားအဲ့ဒီအချိန်ရောက်တော့မှဩမြတ်စွာဘုရားဟောထားတာနတ်ပြည်၆တပ်ရှိတယ်ဆိုတာတကယ်ဟုတ်ပါလားနားလည်ပြီနော်ဓမ္မပြည်20ရှိတယ်ဆိုတာယောဂီတို့ဒီ ရူပဝတ္ထဇံအရူပဝတ္ထဇံနေဝင်စားလို့ရလာပြီဒီဇံနေမိမိတို့ရအောင်ကျင့်နိုင်လာပြီဆိုရင်ဒီပြမမီ20ဆိုတာမိမိတို့လက်ခံလာမယ်ယုံကြည်လာမယ်နားလည်ပြီနော်ဒီပြမကြီးတွေဘလို့နေတယ်ဒီကဘာကပေါင်းကဘာကဆုံးတည်တဲ့အောင် ကဘာပေါင်းများစွာကဘာကပ်ပေါင်းများစွာတည်တံ့အောင်ဒီဖြမားတွေဘလို့နေတယ်ဆိုတာယောဂီတို့ဒီရူပဝတ္တဇံအရူပဝတ္တဇံဤရအောင်ကျင့်တဲ့ပုံကိုယ်တွေတိလာလိမ့်မယ်ဒါလည်းပြန်တော့ယောဂီတို့သဘောပေါက်လားမသိဘူးအဲ့လိုမကျင့်နိုင်သေးဘူးဆိုရင်တော့ဒီဖြမားတွေရှိတယ်ဆိုတာဟုတ်မှာဟုတ်ရလားအတန်တရားဝင်တတ်တယ်တော့ဟုတ်လားယောဂီတို့အဲ့တော့အဲ့ဒီတန်တရားစိတ်တွေပျောက်သွားအောင် ယောဂီတို့ကျင့်သုံးကြရမယ်အားထုတ်ကြရမယ်နော်ဟုတ်လားအချို့ချို့ပုံကိုတွေဟာမျက်စိအားဖြင့်မြင်လို့ရတယ်လူပုံနဲ့တရိစ္ဆာန်ပုံနှစ်ပုံပဲရှိတယ်လို့ပြောကြတယ်ဆိုကြတယ်ရေးသားကြတယ်ဒါလို့မဟုတ်လားယောဂီတို့နားလည်ပြီနော်အဲ့တော့အာနာပါနာ စတုဒ္ဓဇံရအောင်ကျင့်တဲ့အခါအာနာပါနစတုဒ္ဓဇံရောက်ရှိတဲ့အခါထွက်လင်ဝင်လေဟာတိမ်မွေ့နှုညံ့ခြုံငိမ့်သွားတယ်မိမိတို့အဋိဋ္ဌံသလောက်ဒီခန္ဓာကိုယ်ဟာကြောက်ရွံ့တစ်ခုလိုဖြစ်ပြီးတော့ထွက်လင်ဝင်လေရက်ဆဲသွားတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဒီလိုရောက်ဖူးတဲ့ ကျင့်ဘူးတဲ့ပုဂ္ဂိုလ်မှဒီထွက်လေဝင်လေချုပ်ငိမ့်နေဆိုတာလက်ခံနိုင်မဲ့ဘောဒီလိုမလားမှန်ပါဘူး။ဥစဉ်တို့တခါတခါနိုင်ငံသားတွေကိုတရားရှုမှတ်နည်းတွေသင်ပေးပါတယ်။သင်ပေးတဲ့အခါဥစဉ်တို့ကတော့ဒီနိုင်ငံသားတွေကို ပထမတဏှာကြီးခန္ဓာကိုယ်လည်းမလှုပ်စိတ်လည်းမလှုပ်အောင်ကျင့်ရမယ်သင်ပေးတယ်ပထမတဏှာကြီးအောင်မြင်နှစ်နာရီနှစ်နာရီအောင်မြင်သုံးနာရီတဏှာကြီးတဏှာကြီးတို့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 ပြီးတော့ကျင့်ဤတွေသင်ပေးသွားတယ်၁၂နာရီစက်တိုက်ထိုင်ကျင့်တဲ့အကျင့်ကိုသင်ပေးလေရှိတယ်အဲ့တော့နိုင်ငံသားတွေက၁၂နာရီတိတိ ခန္ဓာကိုယ်လည်းမလှုပ်စိတ်လည်းမလှုပ်အောင်ကျင့်နိုင်သွားကြတယ်ကျင့်နိုင်သွားတော့ဒီနိုင်ငံသားသားနိုင်ငံသားသူတွေနှမ်းမှာမမြင်တဲ့ပုံကိုယ်ရောက်လာတယ်အနန္တမှာတရားအတူတူလာထိုင်တာတို့တို့နေတဲ့အခန်းမှာရောက်လာတာတို့ဒီလိုဖြစ်လာတယ် ဖြစ်လာတော့သူတို့ရဲ့အယူဝါဒတွေမှာမမြင်တဲ့ပုံကိုဆိုတာမရှိဘူးပေါ့သူတို့ရဲ့ဝါဒတွေထဲမှာဒီလိုအနန္တလာထိုင်တာတို့စကားပြောတာတို့ဆက်တွေ့တာတို့မရှိဘူးခုတရားထိုင်တော့သူတို့ဓာတ်တွေတွေ့လာရတယ်မြင်းလာရတယ်နားလည်ပြီနော်မြင်းလာတော့အဲ့ဒီနိုင်ငံသားတွေကသူတို့ဆက်နန်းလာလျှောက်ကြတယ်ဆဲတော့ တပည့်တော်တရားထိုင်တဲ့နတ်မှာလားထိုင်ကြတယ်အဲ့ဒါဘလို့ပုံကိုယ်တွေလဲဘယ်ဟာပုံကိုယ်တွေလားထိုင်တာလဲမိတော်အေးတရားကျင့်ရင်တရားတွေမြင့်လာတဲ့အခါအဲ့ဒီပုံကိုယ်တွေကအလိုလို ရောက်လာတတ်တယ်တရားကျင့်တဲ့နတ်မှာရောက်လာပြီးတော့အတူတူတရားထိုင်တာတို့တရားကျင့်တဲ့ပုံကိုယ်ရဲ့တရားတတ်တွေကို လာပြီးတော့ပူဇော်တာတို့လုတ်တတ်တယ်တရားကျင့်တဲ့ပုဂ္ဂိုလ်ရဲ့ပို့လို့တဲ့မေတ္တာတတ်တွေခံယူတာတို့လာတတ်တယ်အဲ့ဒါတွေကတကယ်ရှိတယ်လို့ပြောပြတော့အဲ့ဒီနိုင်ငံညာသားတွေဟာအော်သူတို့အယူဝါဒမှာဒါမျိုးတွေမရှိဘူးအခုကြည့်မှဒါတွေတွေ့လာရတယ်ဆိုပြီးတော့အဲ့ဒီနိုင်ငံညာသားတွေဟာသူတို့အယူဝါဒကိုစွန့်ပြီးတော့ ဗုဒ္ဓအယူဝါဒကိုယူလာကြတယ်သူတို့အယူဝါဒစွန့်မာလို့လဲဦးဇင်းတို့ကမခိုင်းရဘူးအဲ့ဒါတသက်လုံးဘုံကြီးဝတ်ကြတယ်တသက်လုံးသီလရှင်ဝတ်ကြတယ်နားလည်ပြီနော်ယောဂီတို့အဲ့တော့ဒီထူးခြားတဲ့တရားတွေတွေ့လာပြီဆိုရင်ယောဂီတို့အဲ့ဒီထူးခြားတဲ့တရားတွေတွေ့တဲ့အတိုင်းမြင်တဲ့အတိုင်းမိမိတို့က မမြင်အပ်တဲ့ပုံကိုယ်တွေဆိုတာရောက်လာလိမ့်မယ်အခုယောဂီတို့ဆိုကြပါသူရဲ့ဝိဇ္ဇရိုးတို့ဇောကြီးတို့တပတိတို့ယောဂီတို့တခါမှမမြင်ဘူးကြသေးဘူးမြင်မှုပြီလားယောဂီတို့မမြင်ဘူးမမြင်မှုသေးဘူးယောဂီတို့အဲ့ဒီစတုဒ္ဒဇံဝင်စားလို့ရတဲ့အခါ အဲ့ဒီဝိဇ္ဇာတို့ဇောကြီးတို့တပတိတို့ကလည်းရောက်လာတတ်တယ်။အဲ့တော့ဒီပတ္တံပယံကာယသင်္ခါရာအတ္တသိတ္တမိတိတိတ်ခတိပတ္တံပယံကာယသင်္ခါရာပတ္တသိတ္တမိတိတိတ်ခတိဒီထွက်လေဝင်လေတိမ်မွေးအောင်နှူးညံ့အောင်ခြုံငိမ့်အောင်ရှုမှတ်တဲ့ဤယောဂီတို့ သင်ပေးပြီနော်ဟုတ်လားအဲ့တော့လေရှုသွင်းလိုက်တဲ့အခါ ငယ်သေးကနေခြေပြားလေးပြန်ထုတ်လိုက်တဲ့ကခြေပြားကနေငယ်သေးယောဂီတို့ဒီနေ့ရှုမှတ်နေတင်ပေးတယ်နော်ဟုတ်လားတင်ပေးတော့ယောဂီတို့တမာတိတိတ်ခာမပြည့်စုံသေးတယ်တမာတိတိတ်ခာအားနေတဲ့အချိန်မှာတော့ရှုရတာခက်ခဲဖြစ်တတ်တယ်တမာတိတိတ်ခာပြည့်စုံလာပြီတမာတိတိတ်ခာမြင့်မားလာပြီဆိုရင်တော့ရှုရတာလွယ်ကူလာမယ် နားလည်ပြီနော်အဲ့တော့လေးချူသွင်းလိုက်တဲ့အခါဒီအာနာပါနပြိပါက နမိတ်အလင်းတက်ဒီဖြစ်ပေါ်နေတဲ့အချိန်မှဆိုရင်ဒီလေးချူသွင်းလိုက်တာနဲ့ဒီလေးကအာနာပါနပြိပါက နမိတ်နဲ့တပြေးတည်းတသားတည်းဖြစ်ပြီးတော့ခြေပြားတိုင်အောင် အလင်းတန်းဖြစ်သွားတယ်နားလည်ပြီနော်ယောဂီတို့တခါခြေပြားကနေပြန်ထုတ်လိုက်တဲ့အခါမှာလဲ ဒီအလင်းတန်းကြီးကငယ်သေးကနေပြန်ထွက်သွားတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဒါယောဂီတို့ကိုယ်တိုင် တွေးရလိမ့်မယ်မြင်ရလိမ့်မယ်ယောဂီတို့အားထုတ်ကြည့်ပါအဲ့တော့အလင်းတန်းဖြစ်တော့သူကတကူလုံးကြေအောင်လာအောင်လို့လို့ကြည်လင်တောက်ပသွားတယ်ဇင်းထိန်သွားတယ်အဲ့ဒီလင်းထိန်တဲ့အလင်းတန်းတွေကို စိုက်ရှုနေရင် ရောရိုဒီသီနာမိတ်တာဝင်နေဆိုတာမရှိဘူး။နိုင်မီးတယ်ထိုင်းမိုင်းတယ်ဆိုတာမရှိဘူး။နားလည်းပြီနော်။ဩဒိသကိုကုတ်သစိတ်ပြန့်လွင့်နေ။နောင်တတဖန်ပူပန်နေဆိုတာမရှိဘူး။ကာမိသနာကာမဂုံတောင်းတတဲ့စိတ်ဖြစ်တယ်ဆိုတာမရှိဘူး။ဗျာမာရသူရဘပျက်စီးစေလိုတဲ့စိတ်ဗျာမာရနိဝရဏဖြစ်တယ်ဆိုတာမရှိဘူး။ဝိသိကိစ္စယုံမှန်တန်မြတ်စိတ်မရှိဘူး။တစ်ချိန်လုံးနိဝရဏတွေကွာသွားတယ်။ နားလည်ပြီနော်ယောဂီနိဝရဏတွေကင်းသွားတယ်ယောဂီတို့ဒီလုံးလဝရိယတွေဆိုတာကတစ်ချိန်လုံးအားကောင်းသွားတယ်ဒီလုံးလဝရိယတွေဘလောက်အားကောင်းလဲဆိုရင်ယောဂီတို့ဒီသေးသေးပွဲပွဲကိလေသာလေးရစာမဖြစ်အောင်ဒီလုံးလဝရိယကအမြဲတမ်းပင်ရှားနိုင်တဲ့သဘောဖြစ်လာတယ်နားလည်ပြီနော် လုံလဝရိယအောက်နှိမ့်သွားတဲ့အချိန်ဆိုတာမရှိဘူးယော့သွားတဲ့အချိန်ဆိုတာမရှိဘူးတစ်ချိန်လုံးလုံလဝရိယတွေမျှတာသွားတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဒီလိုဖြစ်အောင်ကျင့်ရမနော်ဟုတ်လားအခုတချို့ရောက်တော့ယောဂီတို့လုံလဝရိယတွေကျသွားတဲ့အခါခိနမိတ်တာဝင်တာတို့ဒလမလာယောဂီတို့ဩဋ္ဌိသကောကုသဖြစ်တာတို့ကာမိသနာဖြာပါဒနိဝရဏလွှမ်းမိုးခံရတာတို့ဒလမလာယောဂီတို့ ဝိသိကိစ္စနိဝရဏသွမ်းမမှုခံရတာတို့ဖြစ်တော့ဒီဇန်တရားမတရားဖို့တရားတွေဟာယောဂီတို့မရဘူးဟုတ်ကလားယောဂီတို့အဲ့တော့ဒါတွေခွာနေအောင်ကျင့်ရတယ်အဲ့တော့လေးရှုသွင်းလိုက်တဲ့အခါဒီအလင်းတတ်တရားကြည်လင်တောက်ပပြီးတော့ကျင်းအောင်လှအောင်လို့ဖြစ်ပြီးတော့တစ်ခုလုံးလင်းထိန်သွားတယ် အလင်းပြန်ထုတ်လိုက်တဲ့အခါလဲအဲ့ဒီအလင်းတွေကတေရောင်လာရောင်လို့လို့ဖြစ်ပြီးတော့တစ်ကိုယ်လုံးလင်းထိန်ပြီးတော့ငယ်တဲ့ကပြန်ထွက်သွားတယ်။ရောက်တော့အဲ့ဒီအလင်းတွေကိုမိမိတို့အဋ္ဌကံစိုက်ရှုပြီးတော့အာနာပါနကိုမှတ်နေရင်တတိလွတ်တယ်ဆိုတာမရှိဘူး။နားလည်းပြန်တော့ရောက်ပြီလို့တတိလွတ်ပြီးတော့နေတဲ့အချိန်မရှိဘူး။တစ်ချိန်လုံးတတိမြဲသွားတယ်24နာရီလုံးတတိမြဲသွားတယ်။နားလည်းလားမသိရောက်ပြီလို့ ယောဂီတို့24နာရီလုံးတတိမြဲအောင်အားထုတ်နိုင်ဖို့ဆိုတာလိုအပ်တယ်နော်ဟုတ်လားယောဂီတို့24နာရီလုံးတတိမြဲပြီလားမမြဲပါဘူးအမြဲသေးဘူးအိမ်တလုံးမိုးတဲ့အခါဒီတဇမိကစပြီးတော့ခေါင်းတိုင်အောင်အစင်းအတိုင်းလုံးချုံအောင်မိုးသွားမှဒီအိမ်ဟာမိုးလုံးမယ်ဒါလို့မလားရဲ့ကွ ဲ့တော့တသမိတ်ကစမိုးတဲ့အိမ်အိမ်ခေါ်မှုရအောင်မိုးတဲ့အိမ်တနည်းအားမလွတ်သွားမယ်ဆိုရင်လွတ်တဲ့နေရာကယောဂီတို့မိုးမယုံလားမိုးပါဘူးဗျာမိုးရိုးတယ်နော်ဟုတ်လားအဲ့တော့ယောဂီတို့ဒီ24နာရီတတိမြဲအောင်မှတ်ရမယ်ဆိုတဲ့နေရာမှာ24နာရီတည်းကတဏှာကြီးလောက်တတိလွတ်သွားရင်အဲ့တတိလွတ်တဲ့နေရာကကိလေသာဝင်လာတယ် ကိလေသာမိုးရည်တွေယိုစီးလာတယ်ဘယ်လိုမှမလားသဘောပေါက်လားမသိဘူးအဲ့ဒီကိလေသာတွေဖြစ်လာတော့တရားထိုင်တဲ့အခါမှာကာမိသနာနိဝရဏဖြာပါဒနိဝရဏဌိနမိတ်တနိဝရဏဩဒိသကောကုသနိဝရဏဝုစီကိစ္စနိဝရဏဒီနိဝရဏတွေဖြစ်ပြီးတော့လွှမ်းမိုးခံရတယ်ဟုတ်ကလားယောဂီတို့ကဲလွှမ်းမိုးခံရတော့ခမရတို့ပထမတန်လည်းမရဒုတိယတန်လည်းမရ တတ္တိယတံသရုပ်တသာလည်းမဝင်သားနိုင်ဘူးဒါလို့မဟုတ်လားမဝင်သားနိုင်တော့ခင်ဗျားတို့ဒီမမြင်တဲ့ပုံကိုယ်တွေဘယ်လိုလို့မြင်မလဲမြင်မမလားယောဂီတို့လူလူချင်းတောင်ဝင်တိုက်လေဦးမယ်မမြင်လို့ဟုတ်လားယောဂီတို့လူလူချင်းတောင်မှမမြင်လို့ဝင်တိုက်လေဦးမယ်ခင်ဗျားတို့သတိမမှုခုမမြင်ဒါလို့မဟုတ်လားအဲ့လိုယောဂီတို့ရှိတယ် ဲ့တော့ယောဂီတို့က24နာရီလုံးတတိမြဲအောင်မှတ်သူ24နာရီလုံးတတိမြဲအောင်မှတ်ရမယ်ကြိုးစားရမယ်ဒါယောဂီတို့ဘက်ကပြည့်စုံရမယ်ဘယ်လိုမလားမှန်ပါပါယောဂီတို့24နာရီလုံးသာတတိမြဲအောင်မှတ်ဒီအာနာပါနပြိပကနမိတ်တည်ဆိုတာအလိုလိုဖြစ်လာတယ်အာတပြိတော်တို့အာနာပါနပြိပကနမိတ်ဘယ်လိုဖြစ်အောင်ကျင့်ရမလဲဘယ်လိုခိုင်ခံ့အောင်ကျင့်ရမလဲဒီပထမဇန်ဒုတိယဇန်တတိယဇန်စတုတ္ထဇန် ဝင်စားနိုင်အောင်ဘလို့အားထုတ်ရမလဲအလိုလိုသင်သွားလိမ့်မယ်နားလည်ပြီနော်ယောဂီတို့သဘောပေါက်လားမသိဘူးဟုတ်ပါဘူးဦးဇင်းတို့မြင်းချံမြို့မှာရဟန္တာလို့ကြော်ကြားတယ်ထင်ရှားတယ်စွန်းလုံးစေတော်ဖျားကြီးဆိုတာကြားဘူးလားစာမတတ်ဘူးစွန်းလုံးစေတော်ကြီးอ่ะနားလည်ပြီနော်စာမတတ်ဘူးတနေ့မှာ အိမ်ရှိမန္တထိုးပြီးတော့တရားဆွေးနွေးတော့ကျုပ်လည်းတရားအားထုတ်နေတာဗျာကျုပ်ကစာမတတ်တော့အားထုတ်လို့ရပါမလားလို့မေးတော့သူ့မိတ်ဆွေတွေကအစာမတတ်လေဒီတရားကအားထုတ်လို့ရတယ်ကုကြောတယ်တရားဘလို့မှတ်ရမလဲမေးတော့အာနာပါနထွက်လေဝင်လေပဲတတိမြဲအောင်မှတ်တခြားဘာမှမမှတ်နဲ့ထွက်လေဝင်လေတတိမြဲအောင်မှတ်ဆိုတော့သူကအဲ့ဒါမှတ်ပြီးတော့တတိမြဲအောင်မှတ်နေတာပဲနားလည်ပြီနော် နာသီဝအောင်ထွက်လင်ဝင်လေထိခိုက်မှုထင်ရှားတဲ့နေရာမှာစိတ်ဆိုင်ထားပြီးတော့ဥကြောတဲ့ထွက်လင်ဝင်လေတာတတိမြဲအောင်မှာဒါလိုလိုပြည့်စုံသွားလိမ့်မယ်ပြောတော့အဲ့ဒီစွန်းလုံးစေတော့ဘုရားကြီးအလောင်းလျာဥကြောတဲ့ကဒီထွက်လင်ဝင်လေတတိမြဲအောင်မှတ်တယ်နွားသာဆင်းလဲသူကတစ်ချက်ခုတ်ရင်ဒီထွက်လင်ဝင်လေတစ်ချက်နားလည်ပြီးတော့ယောဂီတို့နှစ်ချက်ခုတ်ရင်ထွက်လင်ဝင်လေနှစ်ချက် နွားသားလည်းစင်မိသားဖြစ်ထွက်လျင်ဝင်လျင်လည်းမှတ်ပြီးသားဖြစ်ဇလုံးမလာရောက်ကြလို့အာဥကြောတဲ့ဟန်ကြနေတယ်သူကထွက်လေတစ်ချက်ဝင်လေတစ်ချက်မှသူကလိုခုတ်နေတယ်နားလည်းပြင်တော့တနေ့လုံးနွားသားဆင်းတော့သူကနွားသားတွေလည်းအများကြီးရသွားတယ်တနေ့လုံးလည်းထွက်လျင်ဝင်လျင်တတိမြေအောင်မှတ်လို့ရသွားတယ်ဇလုံးမလာရေထမ်းတဲ့ခါလဲသူကထွက်လျင်ဝင်လျင်မှတ်ထားတယ်လဲထွန်းလည်းထွက်လျင်ဝင်လျင်မှတ်ထွန်းတယ်အဲ့တော့ဆေတော်ဘုရားရဲ့ဒီတတိတမာတိတွေကအထုထိပ်ရောက်သွားတယ် လူတယောက်ရှေ့ဖြတ်သွားတယ်ဆိုရင်ဒီလူဟာဘယ်နှရဲ့မြောက်တဲ့နေ့မှာတည်မယ်ဆိုတာတည်လာတယ်။ကဲခင်ဗျားတို့တည်ပြီလား။တည်ပါဘူးခင်ဗျားဆရာဝန်တွေတော့မတည်ဘူး။နှစ်ချမ်းနဲ့တောက်ကြည့်တော့မတည်ဟုတ်လား။နားလည်းမနော်ယောဂီတို့အဲ့တော့သူရှိမှဖြတ်သွားတဲ့တငယ်ချင်းတွေကိုစွန့်လွတ်စေတော့ဘုရားကြီးကပြောတယ်ဥကြော်တယ်တောင်းနေရတာမင်း ယတတပကြရင်မင်းသေးတော့မှာမင်းတရားကျင့်တရားအထုတ်အဲ့လိုပြောတော့အပြောခံရတဲ့လူတွေကကြီးသွားရတယ်သူကျမ်းမာရလည်းကောင်းနေတာဟုတ်သွားလိုက်လာလိုက်စားလိုက်တောက်လိုက်နေဆိုတော့ဥကြောတင်ကြီးတော့ယူပြီပေါ့ငါ့ကိုထွေရလေးပါးရှောက်ပြောတယ်နားလည်းပြန်တော့ရောက်ကြတယ်အဲ့လိုဖြစ်တယ်အဲ့ဒီလူကတပတ်ကြီးတော့တည်သွားကြတယ်ဟာဥကြောတင်ပြောတာမှန်တယ်ပေါ့နားလည်းပြန်တော့ရောက်ကြတယ် နောက်တယောက်နောက်တယောက်အဲ့လိုပဲမင်းသေးတော့မှမင်းကမထမ်းအားထုတ်အဲ့လိုတွေတကယ်သေးသည်သွားကြတယ်သေးသွားတော့ဥကြောတင်ရှိကိုဖြတ်မသွားရကြတော့အဲ့လိုဖြစ်သွားတယ်နော်ယောဂီတို့တမာရီတွေအထုတ်တဲ့ရောက်သွားတယ်ဟုတ်လားနားလည်ပြီနော်ယောဂီတို့ဒီကိုယ့်ရဲ့ထဲမှာဒီဆုံးလို့တဲ့တော့ဘုရားကြီးကိုလာတရားစစ်တဲ့ဘုန်းကြီးတွေဟာ ကိုယ်နေဝါကြတယ်ပေါ့ကိုယ်အကြီးလေးနဲ့လာကြတယ်ကိုယ်ထွေးကန်ကြီးလေးနဲ့ကိုယ်ဝါပြီးတော့ထွေးထိုးလိုက်ဆဲတော်ကိုတရားစစ်လိုက်ပေါ့အဲ့လိုလုပ်တော့သုံးလုံးဆဲတော်ဟာဆဲတော်တို့ဆဲတော်တို့ကိုယ်အိမ်ထဲမှာကိုယ်ရဘယ်နှရွက်ပါလဲကိုယ်မိဘယ်နှလုံးပါလဲဆဲတော်တို့ရည်ကြည့်ပါသူတရားကိုတန်တရားရှိရင်ပေါ့အဲ့ထဲလာတဲ့ဘုန်းကြီးတော်ဘယ်နှရွက်ပါလို့ပါမလို့မသိဘူး ကွန်းนี่ဘယ်နှလုံးထဲခဲ့လို့ထဲခဲ့မှမသိဘူးကြီးကြီးတော့အတိအကျဖြစ်နေတယ်နားလည်ပြီနော်သဘောပေါက်လားမသိဘူးရောရင်တော့အဲ့လိုကြည့်လို့ရလားမရပါဘူးမသိပါဘူးခင်ဗျာတက်တာဖွင့်ကြည့်တော့မျက်မှန်တက်ရတယ်မျက်မှန်မတက်မမြင်ဘူးဟုတ်လားတခါကြီးဟုတ်ကလားခင်ဗျာတို့ဒီဇန်သမารီတွေဖြစ်လာရဲ့ဟိုဘက်အခန်းထဲမှာယောဂီတို့ချက်ထားတဲ့ခင်းတွေ ဘာဟင်းချက်တာတယ်လှမ်းကြည့်ရင်ယောဂီတို့သိတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဒီဟင်းနေတဲ့မှာငရုတ်တိထဲတယ်ဆိုရင်ဒီငရုတ်တိကဘယ်နှပိုင်းပိုင်းထားတယ်ငရုတ်တိတောင်းကဘယ်ဘက်လှဲ့နေတယ်ဒါတွေလည်းမြင်ရတယ်ယောဂီတို့နားလည်ပြီနော်ယောဂီတို့အခုမြင်ပြီလားမမြင်တော့မိဖို့ကြောင့်အလူတွေပေါင်းထားရတာပေါ့ တကယ်သိရတာတကယ်မြင်ရတာနော်ယောဂီတို့ဟုတ်လားဒီတမာရီတွေအားကောင်းသွားရင်မိမိတို့သိကျင်တဲ့အကြောင်းအရာတစ်ခုကိုအာယုံပြုလိုက်ရင်သိလာတယ်10ရက်အတွင်းကြိုသိတာတို့15ရက်အတွင်းကြိုသိတာတို့ရက်20တလ2လတနှစ်နှစ်နှစ်တမာရီအားကောင်းရင်အားကောင်းတယ်လို့ကြိုသိတယ်လူတွေဘယ်နှယောက်လာမယ်အမျိုးသမီးကဘယ်နှယောက်အမျိုးသားကဘယ်နှယောက်တို့အိမ်ကြီးတွေဟာ အယောင်အချင်းအပြင်ဘလို့ဝစ်လာကြတယ်သူတို့လက်ထဲမှာဘာတွေယူလာတယ်အကုန်မြင်ရတယ်ယောဂီတို့နားလည်ပြီနော်အဲ့ဒီမြင်တဲ့အတိုင်းနောက်ရရတော့အဲ့ဒီလူတွေရောက်လာတယ်သဘောပေါက်လားမသိဘူးဒါသမာဓိတွေအားကောင်းရင်ရှေ့ဖြစ်မဲ့အကြောင်းအရာကိုကြိုသိတဲ့သဘောကြိုးမြင်တဲ့သဘောတွေဟာဖြစ်လာတယ်နော်ဟုတ်လားယောဂီတို့သဘောပေါက်လားမသိဘူး အဲ့တော့ယောဂီတို့ကဒီတရားကိုကြားရလနာကျင့်ဖို့ပဲလိုတယ်။ဒါတွေကသူ့အနေနဲ့သူဖြစ်လာတာ။ဒါတွေတောင်းတပြီးကျင့်ရတာမျိုးမဟုတ်ဘူး။ဒါလည်းပြီးတော့24နိုင်လုံးတတိမြဲအောင်ကျင့်သူ24နိုင်လုံးတတိမြဲအောင်ကျင့်ရတယ်၊မှတ်ရတယ်။ဒါပဲယောဂီတို့။သွားလဲမှတ်၊ထိုင်လဲမှတ်၊ရက်လဲမှတ်၊လဲလျောင်းလဲမှတ်၊အမြင့်မှတ်ဒီတရားမရဆိုတော့မရှိဘူး။ရတော့ရရမယ်။ယောဂီတွေကမမှတ်နိုင်လို့မရတာဒါလို့မဟုတ်လား။ဟုတ်ကလားယောဂီတို့။ ်ခမရတို့တရားလေးအားထုတ်လိုက်မိုးလင်းအေးလို့တခါခွေးအိတ်လိုက်အားထုတ်ခြင်းတက်ခါထားအားထုတ်လိုက်ဒီလိုလုံးလို့တော့ဘလို့ရမလဲခမရတို့ရပါမလားခမရမရဘူးခမရတို့ကိလေသာတွေဝင်ကိလေသာတွေချားကိုသွားရင်ဒီတရားတွေဘလို့ရမလဲခမရမရနိုင်ဘူးနားလည်းပြန်တော့ရောက်ပြီလို့တခိုင်းနေသဘောပေါက်လားမလို့ခမရတို့အားထုတ်ကြည့်ပါဟောမဟုတ်ဆိုတာ ဥစဉ်ဟိုတုန်းကအစ္စရိနိုင်ငံသား9ယောက်တကယ်နဲ့ထဲလာတယ်ဥစဉ်မျိုးတေချာသင်ပေးတယ်အစ္စရိနိုင်ငံသားတွေကတတ်တိကောင်းတယ်ခြုံနေထဲမှာတိုးပြီးတော့တရားထိုင်တာသူတို့ရှင်းပြလို့မရဘူးခြုံမရှင်းရဘူးသူကတဘာဝအတိုင်းထိုင်နေတယ်တခါတခါသူတွေကခေါင်းချက်ပြီးတော့သွေးတွေထွက်လာတယ်သွေးတွေထွက်တဲ့အတိုင်းထိုင်နေတာသူကအဲ့လိုတတ်တိတော်တော်ကောင်းတာအစ္စရိနိုင်ငံသားတွေအဲ့တော့ အဲ့ဒီပုံကိုယ်တွေဥစ္စာ7နှစ်နာရီဇက်တိုက်ထိုင်ကျင့်တဲ့အကျင့်ကိုတင်ပေးတယ်။တင်ပေးပြီးတော့သစ်ပင်အောင်ကိုသွားထိုင်ခိုင်းတယ်။ညာကြီးကိုသွားသစ်ပင်အောင်သွားထိုင်။ဣသရေလနိုင်ငံသားမုတ်ရှိဆိုတဲ့အမျိုးသားတယောက်ကအဲ့သစ်ပင်အောင်သွားထိုင်တယ်သက်လား။သစ်ပင်အောင်သွားထိုင်တော့ညရောက်တော့အဲ့ဒီသစ်ပင်ဆောင်တဲ့နတ်ကသူ့ရှိရောက်လာတယ်။ရောက်လာပြီးတော့သူတရားထိုင်လို့မရအောင်နှောက်ရတာပေါ့အယောင်တွေပါပြီးပြတာ။ ပြန်ပြန်ပြေးလာတာကွာပြန်မုတ်ကြီးအဲ့ဒီဣသရေလနိုင်ငံသားပြန်ပြေးလာတယ်ပြန်ပြေးလာတော့ဆယ်တော့ထိုင်လို့မရဘူးတဲ့တက်ပြင်အောင်ကဘာပြေးလာလဲဇူကြီးတယောက်ညာကြီးမှဆင်းလာတယ်တဲ့ပေါ်လာတယ်အေးအဲ့ဒါမင်းအဲ့ဒီအောက်မှာမင်းအပေါ်တွေပါနေစွန့်မိလားလို့စွန့်မိတယ်တဲ့သူကအပေါ်တွေပါနေစွန့်မိတယ်တဲ့သူကအမစွန့်ပါဘူးကွာမင်းပူတည်သွားတယ်လို့အဲ့လိုတက်ပြင်နေပါအောင်စွန့်ပါဘူးသူတို့ခွင်တောင်းရတယ် ီတစ်မြေအောက်မှာတရားကျင့်မယ်မင်းတို့တစ်ပင်အောက်ကိုငါတညကျင့်မယ်ဆိုတညခွင့်တောင်းရတယ်နှစ်ညကျင့်မယ်ဆိုနှစ်ညခွင့်တောင်းရတယ်ဆယ်ရက်ကျင့်မယ်ဆိုဆယ်ရက်ခွင့်တောင်းရတယ်အဲ့လိုခွင့်တောင်းပြီးတော့တို့ခွင့်ပြုချက်ယူပြီးတော့မှတရားကျင့်ရတယ်တို့မေတ္တာဖို့အမျှဝေရတယ်ကဲမဟုတ်ရှိပြန်သွားကျင့်ပြန်လွတ်တာပြန်လွတ်တော့ကျင့်လို့ရသွားတယ်နားလည်ပြန်တော့ရောက်တယ်သဘောပေါက်လားမသိဘူး ဲ့တော့တခါကြီးတခါမိုက်တာခင်ဗျာကျူးကျူးဆဆအထုကျူးကျူးဆဆကျင်းကိုယ်အသက်ရွယ်နဲ့ဒီတရားတွေရအောင်ကျင်းဖို့အရွယ်ရောက်နေပြီခင်ဗျာတို့ဟုတ်တယ်မလားဟုတ်လားတခါကြီးတခါမိုက်တယ်တော်ကြရောပေါ့ခင်ဗျာတို့လောကီအလုပ်တွေဒီလောက်လုပ်လာလားကျင်းတတ်ကြရောပေါ့မကျင်းတတ်ကြသေးဘူးလားကျင်းတတ်ပြီလားကျင်းတတ်ပါလောကီအလုပ်တွေဒီလောက်လုပ်လာတာထမ်းဖို့ကြွေးလာရတာကျင်းတတ်ကြရောပေါ့ခင်ဗျာတို့ဒီလောက်ဆိုရင်တခါကြီးတို့မကျင်းတတ်သေးဘူးလား မကျေနပ်သေးဘူးကိုဘွားကိုလည်းလွတ်မြောက်အောင်ကျင့်ကြရမယ်အားထုတ်ကြရမယ်နားလည်ပြီနော်တခါကြီးတို့ဒီတင့်ပင်လေးတွေခိုင်းလေးတွေ၆လာပြီဆိုရင်ဒီတင့်ပင်ဟာမကြားခဲ့သေးတော့မှာဘယ်လိုမှမရောက်ခဲ့တော့တင့်တယ်လေခိုင်းလေးတွေ၆လာရင်ဒီတင့်ပင်မကြားတော့ဘူး ဟုတ်ကလားယောဂီတို့တေတော့မယ်ဆိုရင်အတိတ်နမိတ်ပြလာတယ်။ကဲယောဂီတို့ခေါင်းမှာသပင်လေးတွေဖြူးမလာဘူးလား။ဖြူးလာရင်မကြတော့ဘူး။ဟုတ်တယ်မလားယောဂီ။အတိတ်နမိတ်ပြလာပြီဒီလိုမဟုတ်လားယောဂီတို့။တန်ဝေကရအောင်ဖြူးရမယ်တော့ဟုတ်လား။မှန်ပါဗျ။မဂ္ဂဒေဝမင်္ဒရာကြီးဟာခေါင်းမှာသပင်ဖြူလေးတစ်ချောင်းတွေ့တာနဲ့တံဝေခရရပြီးတော့တောထွက်တာခင်ဗျားတို့ကြားဘူးတယ်မလား စေတသီကိုမှားထားတဲ့အချင်းစေတသီခေါင်းမှာချပင်ပြူတွေ့ရင်တွေ့တဲ့အချိန်မှာစက်တာပါဘုရင်မင်းမြတ်ကမှားထားတော့စေတသီကချပင်ပြူလေးတစ်ချောင်းတွေ့တဲ့ကရွှေကညံ့နဲ့နှုတ်ပြီးတော့ဘုရင်မင်းတရားရဲ့လက်ထဲကိုချပင်ပြူလေးထည့်ပေးလိုက်တယ်ဘုရင်မင်းတရားခေါင်းမှာချပင်ဖြူနေပါပြီချပင်ပြူတစ်ချောင်းတွေ့ပါပြီ လက်ထဲထည့်လိုက်တော့တောင်ဝကတွေပြင်းထန်စွာဖြင်းပြီးတော့တကူလုံးချွေးသီးချွေးပေါက်တွေကျလာတယ်တဲ့ဟုတ်လားတခါကြီးဟုတ်ပါဘူးတဘောပေါက်လားမသိဘူးဟုတ်ပါရဲ့ဗျချွေးသီးချွေးပေါက်တွေကြလာပြီးတော့ဆပင်ပြူလေးကိုကြီးပြီးတော့မကားတွေပါမိုက်လာရည်လားဆပင်ပြူတိတဲ့အောင်ဒီမင်းစည်းစိမ်ကိုခံစားနေတော့မဲလားလို့ သူကသူဆုံးမတဲ့နားလည်ပြီနော်ယောဂီတို့သဖင်ပြူတီးတဲ့အောင်ဒီမင်းစည်းစိမ်တွေကိုမင်းခံစားနေတော့မဲ့လားအတော်မိုက်တဲ့မခရေဝါပဲလို့သူကသူဆုံးမတဲ့ဟုတ်လားတခိုင်းကမိုက်လေးနားလည်ပြီနော်ကိုကောင်းသဖင်ပြူကဘယ်နှချောင်းလောက်ရှိကြပြီယောဂီတို့ဘယ်နှပြူဘယ်နှချောင်းလောက်ပြူပြီတော့တခိုင်းကမိုက်လေးကဲကြည့်ကြအောင်မပြောကြဘူး အဂါဒီဝသေမင်းတမန်ခေါင်းမှာရောက်လာပြီအဲ့တော့သေမင်းတမန်ရောက်လာတာကိုကြောက်ရွံ့မှုထိတ်လန့်မှုမရှိဘဲနဲ့ဒီမင်းစည်းစိမ်တာကိုမင်းဆက်ပြီးတော့စံသားနေဦးမလားသူ့ကိုယ်သူပြန်မေးတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဒီနေ့မှာပဲမဂဒီဝမင်းဟာတံဝေကတွေတင်းထန်စွာဖြစ်ပြီးတော့ကေသမတ်တော်ဩဟာရိတ်တော်ဆံမုတ်စိတ်တွေကိုရိတ်ပြီးတော့ ကာတာယာနိဝဋ္ဌာနိဖန်ရီစွန်းတဲ့ဝတ်တွေကိုဝတ်ယုံပြီးတောထွက်တယ်တဲ့နားလည်ပြီနော်မိဖုရားကြီးတွေငိုကြွေးမိတမ်းနေတဲ့အချိန်အမတ်ကြီးတွေငိုကြွေးမိတမ်းနေတဲ့အချိန်တိုင်းသူပြည်သားတွေငိုကြွေးမိတမ်းနေတဲ့အချိန်ဒီဘုရင်မင်းတရားကတောထွက်သွားတယ်တခါကြီးတခါမကြီးတွေနဲ့မကွာဘူးလားမကွာပါဘူးသူမငိုသေးဘူးခင်ဗျားတို့ကတရားစခန်းသွားတော့မယ်ဆိုရင်မသွားပါနဲ့ဒီဒီတရားပတ်တော့ ပြောလိုက်ရင်တယောက်လောက်ကပြောလိုက်ရင်ပြက်သွားတယ်ဒါလို့မလားယောဂီတို့ဟုတ်လားတခါကြီးဒီဟိုမှာတတိုင်းလုံးတပြည့်လုံးကငိုကြွေးပြီးတော့တားတာဘယင်မင်းတရားကတားလို့ရရဲ့လားယောဂီတို့မရဘူးတော့ထွက်သွားတယ်အဲ့လိုယောဂီတို့စိတ်ကိုပြက်ပြက်သားသားနိုင်နိုင်နင်းနင်းဆုံးပြတ်ပြီးတော့လောရတယ်နော်ဟုတ်လားမပြတ်မသားမလောရဘူးခင်ဗျားတို့အခုကကြည့်ရတာမပြတ်မသားဖြစ်နေပုံရတယ်ဟုတ်လားစိတ်က တခါလေပြက်ပြက်သားသားယတိပြက်ဖြတ်ပြီးတော့ကျင့်ရတယ်တခါကြီးတို့ဟုတ်လားဘယ်လိုတော့ကျင့်ရမလားမာမြင်တော့ခေါ်သွားမယ်အကုန်လုံးဟုတ်လားနောက်ကြောင်ပြန်ကြည့်လို့မရဟုတ်လားဦးဇင်ဟိုတော့မာမြင်တော့တဲ့မှာ တပားတဲ့ကျင့်တာအခုလူပေါင်း900လောက်နေတိုင်းကျွေးနေရတယ်ဆန်းခွန်းတင်းလောက်ချက်ရတည့်ရတည့်အများကြီးကျွေးရတာလကပြည့်ရတယ်သူတွေ အများကြီးတရက်တရက်ကုန်ကြသည်ဒီအများကြီးခိုးတော့တပားတဲ့တပားတဲ့ဒီတပိတ်နဲ့သွန်းတစ်ခွက်လောက်လောင်းလိုက်ရတာအခုမရတော့ဘူးတော့ဆန်းခွန်းတင်းလောက်ဖြေရတယ်လူတွေအများကြီးကြွေးရတယ်နားလည်ပြီနော်အဲ့ဒါဘာကြောင့်ကြွေးလို့ရလဲဆိုရင်ဒီလိုတရားတွေကျင့်လို့ကြွေးလို့ရတာမကျင့်ကြွေးရပါမလားမရဘူးခင်ဗျားတို့မြို့လဲမနှိဂျွာလဲမနှိဆွမ်းခံကြွလို့လဲမရဒီလူ900ကြီးနေတိုင်းဖြည့်ကြွေးရတာဘလို့လွယ်မလဲ တားလိုက်ပြီနော်ယောဂီတို့အဲတရားကကျွတ်အချိန်စီးသွားပြီထင်တယ်နော်အ내ပြမှာဆက်ဟောကြရအောင်တရားဏီကုံချုပ်ကြသည်